အခုလိုအချက်တွေကြောင့်မေပကြီးရဲ့မင်္ဂလာအကျိုးဓာတ်ပုံတွေကိုခြေပြားတောင်မှတ်မိဘူးလို့ဝေဖန်ခံရတဲ့အဆိုပြတဲ့စဉ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် မြန်မာနိုင်ငံရဲ့ထိပ်တန်းနုပညာရှင်ဆောင်တွေဖြစ်တဲ့ဟေးဝေရဲနဲ့အစိုးပြတဲ့စင်တို့ကတော့ပရိသတ်တွေထင်မှတ်မှထားတဲ့မင်္ဂလာဦးအချိုဓာတ်ပုံလေးတွေကိုဂုံယူဝင်စွာစွာနဲ့ချပြလာခဲ့ပါပြီ။ဒါပေမဲ့သူတို့ထင်နေသလိုမင်္ဂလာဦးအချိုဓာတ်ပုံတွေကိုပရိသတ်တွေကချီးမောပြောဆိုတာမျိုးတိတ်မရှိဘဲနဲ့ပုံတွေကြည့်ရတာကကြည်နူးစရာမကောင်းဘူး။တခုခုလိုအပ်နေတဲ့အစားရှိတဲ့အမှတ်ချက်တွေကိုပဲပေးနေကြတာဖြစ်ပါရဲ့။အထူးသဖြင့်ဟေးဝေရဲတို့ရဲ့မင်္ဂလာဓာတ်ပုံတွေမတိုင်ခင်ပရိဝတီဓာတ်ပုံတွေရိုက်ကူးခဲ့ကြတဲ့ဇက်ဘူးတယောက်ဆောင်မင်းသမီးမေပကြီးရဲ့ပုံလေးတွေကမှ အစာပေါင်းများစွာပို့ပြီးတော့တာတယ်လို့ချီကျူးတန်တွေကလည်းပြန့်နေနေကြတာပါအားလုံးသိကြတဲ့အချိန်မှာဟေးဝရန်တို့ကလူကြီးမိဘဆောင်လင်စွာနဲ့စေစက်တောင်းရန်ပွဲလေးကိုကျင်းပခဲ့ပြီဖြစ်ပြီးနောက်လာအတွင်းမှာပဲလက်ထက်မင်္ဂလာပွဲကြီးကိုကျင်းပပြုလုပ်တော့မှာပါမင်္ဂလာလက်မှတ်ရေးထိုးပွဲတွေကလည်းလုပ်မှာဖြစ်ပြီးအခုကတော့မင်္ဂလာဦးအကျိုးအမတ်တရာဓာတ်ပုံလေးတွေကိုတရုတ်နိုင်ငံကရေကဲတောင်တီသွားရောက်ရိုက်ကူးခဲ့ကြတာဖြစ်ပါတယ် မြန်မာနိုင်ငံမှာမဟုတ်ဘဲတခြားနိုင်ငံကအရင်လာပါတယ်ဆိုတဲ့ရှုခင်းတွေမှာအကောင်ဆုံးအပြင်ဆင်တွေနဲ့ရိုက်ကူးခဲ့ပေမဲ့လိုအပ်ချက်တွေရှိနေတာကတော့အမှန်ပါပဲအထူးသဖြင့် fashion ချိန်စာသိနေရလို့အမြင်နဲ့ဝေဖန်ခံနေရတဲ့မင်းသမီးလေးဆိုပြတဲ့စင်နဲ့ပေါင်းလိုက်တဲ့အခါဟင်းဝင်ရဲ့ fashion တွေတောင်းရောက်တောင်းရောက်တွေဖြစ်သွားခဲ့ပြန်ပါတယ် စိန်လန်းနေရရှုခင်းကြီးလေမှာအေးလဲမအေးပဲကုတ်အရှိကြီးဝတ်ပြီးဖက်ရှင်နေပေးနေပုံကအမြင်တွေကိုကန့်လန့်ဖြစ်သွားစေခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ခေါက်မှာဆိုပြေရဲ့ဝတ်စုံလေးကတော့တိတ်ပြီးတော့မစိုးလို့ပြောလို့ရပါတယ်။သူမရဲ့ပုံစံနဲ့အရင်ကြီးလိုက်ဖက်နေရတော့မဟုတ်ပေမဲ့လက်ထက်ခွင့်အတောင်းခံရတော့ကလိုမျိုးမိဘုံမြန်ကြီးလို့တော့ဟုတ်မနေတော့ပါဘူး။နောက်ပြီးတော့အနောက်မှာပါဝင်နေတဲ့ရဟန်းရင်ကြီးကလည်းတောဆန်တဲ့ပုံစံပေါက်နေရကြောင်းအရှိကမင်္ဂလာဇနီးမောင်နှံရဲ့ပုံရိပ်တွေနဲ့ဆန့်ကျင်ဘက်ဖြစ်နေခဲ့ရပါ။နောက်ပြီးတော့တရုတ်နိုင်ငံထိတောင်မင်္ဂလာဦးအချို့ဓာတ်ပုံတွေတွားရိုက်ပေးမယ်။ င်ဓာတ်ပုံဆရာရဲ့ရိုက်ချက်တွေက professional မဆန်ပဲလိုအပ်ချက်တွေများစွာရှိနေရကိုလည်းတွေ့ရတယ်လို့ပြောကြပါတယ်။ဒီလိုမျိုးအခြေအနေတွေအလုံးချုပ်ကုန်ကြည့်လိုက်တဲ့အခါမှာဟေးဝရန်တို့ရဲ့မင်္ဂလာဓာတ်ပုံတွေကထင်သလောက်ကြီးမကောင်းပဲဖြစ်နေရလို့ပြည်သက်တွေကတော့အခုလိုပဲဝေဖန်ပြောဆိုနေကြတာပါ။ မေပြင်းရဲ့ပုံရိပ်လေးတွေကိုကြည့်လိုက်မယ်ဆိုရင်လည်းဟေးဝရဲ့နဲ့ဆိုဗီယက်သင်းတို့ရဲ့ပုံတွေနဲ့အများကြီးကွာခြားနေရကိုတိတိတသားတွေ့မြင်ရပါတယ်။တခြားသောအမင်းသမီးတွေလိုတရုတ်နိုင်ငံကနာမည်ကျော်ရေခဲတောင်ပေါ်မှာထူးခြားလာပါတဲ့ပုံရိပ်တွေရိုက်ကူးတာမျိုးလည်းမဟုတ်တာကြောင့်ပရိသတ်တွေတောင်အံ့ဩနေကြရတာဖြစ်ပါတယ်။တာမန်ဇက်ဖို့တရုတ်ဆောင်မင်းသမီးဖြစ်တဲ့မေပြင်းရဲ့မင်္ဂလာဦးအချို့ဓာတ်ပုံတွေကတောင်အယံကိုကြည်ကောင်းပြီးတော့သဘောကျမိစရာကြောင့်ထိတ်တန်းမင်းသမီးဆိုဗီယက်သင်းကိုအများကြီးမျှော်လင့်ထားပေမဲ့ထင်ရှားတာနဲ့လွဲချော်နေကြရပါအခုမ င်္ဂလာဦးအကျိုးအမတ်တရဓာတ်ပုံတွေကတော့ AI နဲ့ဖန်တီးထားတဲ့ဓာတ်ပုံတွေဖြစ်လာအောင်ကြည့်လို့မကောင်းဘူးဆိုပြီးပြည်သက်တွေရဲ့ဝေဖန်မှုတွေကိုအများကြီးရရှိနေရပဲဖြစ်ပါတယ်။ဟင်းဝင်ရဲ့အစိုးပြေသင်းတို့ရဲ့တရုတ်နိုင်ငံကရိုက်ကူးထားတဲ့ပုံရိပ်လေးတွေအပေါ်မှာပြည်သက်ကြီးတို့ရောသဘောကျမိလားဆိုတာပြောပြခဲ့ပါဦးနော်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရသတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ကျမတို့ရဲ့ page ကို like and follow လုပ်ပေးဖို့တောင်းဆိုလိုက်ပါတယ်ရှင်။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။